လင်းနှုံကပစ္စည်းလိုချင်ရင်သူ့နောက်လိုက်ခဲ့ဆိုပြီးကြောက်သေးခုန်ချသွားတဲ့အခါထန်းရှလည်းအနောက်ကလိုက်ဖမ်းခြင်းပေမဲ့သူ့တန်ရအခြေအနေကြောင့်အတင်းဝင်သွားမဲ့ဆိုရင်တေဆုံးနိုင်ခြင်းများသွားနိုင်ပါတယ်။ဒါကြောင့်အကြီးကဲတွေရဲ့အကြံပြုချက်အတိုင်းအဖွဲ့သားတွေကိုဒီနေရာမှာစက်နေခိုင်းပြီးလင်းနှုံရဲ့လှုပ်ရှားမှုအခြေအနေကိုစောင့်ကြည့်ဖို့အမိန့်ပေးထားခဲ့လိုက်ပါတယ်။ပဝင်းကျင်တစ်ခုလုံးရင်အေးဓာတ်တွေပြင်းနေနေလျက်ရှိပေမဲ့သူ့အသက်ကိုကယ်တင်နိုင်ဖို့အတွက်လင်းနှုံဟာအဲ့ဒီအထဲကိုအတင်းတိုးဝင်သွားခဲ့ပြီးရှောင်းရက်နဲ့တောင်လမ်းကွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ကြောက်သေးပြုတ်ကြလာပြီးလင်းနုံပြန်တရီရလာတာမြင်တော့မွေပါလေးကသူတို့ဟာရွှေရင်ကြောက်ကြီးတဲ့ရောက်နေကြတာဖြစ်ကြောင်းရှင်းပြပေးလိုက်တယ်လို့ဒီနေ့ကအကြောင်းသေးချာမသိပေမဲ့လက်တလို့တော့အသက်အန္တရာယ်မရှိတော့ဘူးဆိုပြီးတတ်မှတ်လိုက်ကြပါတယ်ပထမတော့လင်းနုံကမွေပါလေးဟာဒီနေ့ကိုရှာတွေ့ခဲ့တာဆိုပြီးထိမှတ်ခဲ့ပေမဲ့တကယ်တမ်းကျဘိုးဘေးအဆောင်ကဒီနေ့ဆီခေါ်ဆောင်လာပေးတာဆိုပြီးပြန်ရှင်းပြလာပါတယ် ဒီစကားကြောင့်လင်းနှုတ်လဲရှောင်းရက်နဲ့ခွဲခွာခဲ့ရတာကိုသတိပြန်ရသွားပြီးအမြင်ဆုံးသွားခဲ့တင်ဖို့ရည်ရွယ်လိုက်တဲ့အခါရှောင်းရက်ရဲ့လက်ရှိဆွမ်းအားနဲ့ဆိုရင်သူ့ကိုယ်သူကာကွယ်နိုင်တယ်ဆိုပြီးမွေပါလေးကကို့ဘာသာတေချာပြန်ကုခိုင်းလိုက်ပါပြီဒီနေရာမှာရင်ဆွဲအင်တွေများပြားလွန်းလာကြောင်းဝိညာဉ်ဆွမ်းအင်ဆုပ်ယူဖို့လင်းနှုတ်ခက်ခဲနေလျက်ရှိတာကိုသတိပြုမိလိုက်တော့မွေပါလေးကသူ့စီမှာအကြံတစ်ခုရှိတယ်ဆိုပြီးလင်းတုံစီကနေရွက်စေးလုံးနှစ်သိန်းလောက်တောင်းယူလိုက်ပါတယ် လင်းနှုံရဲ့ကြင်ကြံမှုခန္ဓာကိုယ်ကိုရင်ဆွမ်းအင်းကနေခွဲခြားပေးချင်တာဖြစ်လို့အစီရင်တိဆောက်ချင်နေတာဖြစ်တယ်လို့ဒီစီရင်ကပြန်လဲကောင်းမွန်ရေးကိုလည်းအချိန်နှုံးမြင့်တင်ပေးနိုင်ပါတယ်။ပထမတော့အစီရင်တစ်ခုဖန်တီးဖို့ဆေးလုံးနှစ်သိန်းကျော်လောက်ပါကိစ္စသုံးချင်ရတာလဲဆိုပြီးလင်းနှုံကအပြစ်တင်လိုက်ပါသေးတယ်။ဒါပေမဲ့မွေပါလေးကသူတို့စီမှာအချိန်များကြီးမရှိတယ်လို့ဖွဲ့စည်းမှုကလည်း9နာရီပဲတရှိနေမှာဖြစ်ကြောင်းတိကျရှင်းပြလိုက်တဲ့အခါကျမှလင်းနှုံလည်းစကားနာထောင်သွားခဲ့ပါတယ်။ ရွှွှန်ဖွဲ့စည်းမှုရဲ့အကူအညီအောက်မှာလင်းနှုံလည်းဒဏ်ရာပြန်ကောင်းလာခဲ့ပြီးဝိညာဉ်စွမ်းအင်တွေလည်းတိတိတသာတိုးတက်လာမှုရှိတာကိုခံစားမိလိုက်ပါတော့တယ်။ဒါပေမဲ့လင်းနှုံကရှောင်းရဲ့အခြေအနေကိုစိုးရိမ်နေစေဖြစ်တာကြောင့်ဒီနေရာကနေချက်ချင်းထွက်သွားခြင်းနေခဲ့တယ်လို့ရှောင်းရဲ့အငွေအသက်ကိုမခံစားရတဲ့အတွက်စိတ်ရှုပ်ထွေးနေကြရပါတယ်။မွေပါလေးကတော့ဒီနေရာမှာအေးစွမ်းအင်တွေအများများလို့ဖြစ်နိုင်တယ်ဆိုပြီးယူဆသတ်မှတ်လိုက်တယ်လို့လင်းနှုံအနေနဲ့ရှောင်းရဲ့ကိစ္စကိုခဏလောက်မေ့ထားပြီးအခုရရှိလာတဲ့ဝါမျိုးချင်းဘိုးဘေးအဆောင်ကိုတန့်စင်ခိုင်းလိုက်ပါတော့တယ်။ မွေပါလေးရဲ့ခွဲချမ်းစိတ်ဖြာမှုအရာဒီနေရာမှာသဘာဝတရားစင်ရဲ့အတားဆီးရှိနေလို့ဘိုးဘေးအဆောင်ရဲ့ကြီးမားတဲ့လှုပ်ခတ်မှုကိုအပြင်ဘက်ကသတိထားမိမှမဟုတ်တလို့လင်းနှုံသာပိုင်ဆိုင်ရရှိသွားမယ်ဆိုရင် ပြဿနာတွေကလည်းအလိုလိုပြေလည်သွားနိုင်ကြောင်းမွေပါလေးရှင်းပြပြောဆိုလိုက်ပါတယ်။ဒီစကားတွေနားလည်သွားတဲ့နောက်လင်းနှုံလည်းဘိုးဘေးအဆောင်ကိုချက်ချင်းထုတ်သုံးလိုက်တဲ့အခါဟေးမိုကနောက်တစ်ကြိမ်ပြန်ထွက်ပေါ်လာခဲ့ပြီးပိုင်ရှင်ဖြစ်ချင်ရင်စမ်းသပ်မှုကြော်ဖြဲရမယ်ဆိုပြီးစီးမင်းရှင်းပြလာခဲ့ပါတယ်။ ဒါမှသာဘိုးဘေးအဆောင်ကပိုင်ရှင်ဖြစ်သူကိုကိုတိုင်ရွေးချယ်နိုင်မှာဖြစ်တယ်လို့မွေပါလေးလည်းတာမန်ရဲ့တနာတစ်ခုမဟုတ်ဘူးဆိုပြီးသတိထားခိုင်းလိုက်ပါတယ်။အကြောင်းကတော့ဟိုးအရင်တုန်းကပညာရှင်တယောက်ဟာမီလျံဘိုးဘေးအဆောင်ကိုတက်ဆင်ဖို့စ조사ခဲ့ပေမဲ့အဆုံးသက်မှာအတိမပြုမှုမရရှိခဲ့ပဲသူကိုတိုင်လောင်ကျွမ်းတည်ဆုံးသွားခဲ့ရပူပါတယ်။ဒါအပြင်လင်းတုံရင်ဆိုင်ရမယ့်အရာကဘိုးဘေးအဆောင်တွေထဲမှာလှုပ်ဝက်ဆန်းကျဲဆုံးဖြစ်တဲ့ဝါမျိုးချင်းဘိုးဘေးအဆောင်ဖြစ်လို့မွေပါလေးလည်းအခုမှမြင်တွေ့ဖူးတဲ့အတွက်အကြံပေးနိုင်ခြင်းမရှိပါဘူး။ လင်းတုံကိုသတိထားဖို့ပြောလိုက်ပြီးလင်းတုံကလည်းသူ့ရဲ့စိတ်ဝိညာဉ်ကိုဘိုးဘေးအဆောင်ရဲ့နေမြေလူကြီးတဲ့ထည့်သွင်းလိုက်ပါတော့တယ်။အထဲဘက်မှာတော့မောင်မဲနေတဲ့ဟင်းလင်းပြင်ကြီးဖြစ်ပြီးဒီလိုနဲ့တဲလုံစားတွေလိုက်ရှာရင်လင်းတုံဟာအဲ့ဒီနေရာမှာပုံရိပ်ကြီးတစ်ခုကိုမတော်တဆတွေ့ဆုံခဲ့ပါတယ်။သူကတော့တခြားလူမဟုတ်ပဲအမောင်အလုံးမူလအရင်မြင့်ဝါမျိုးချင်းဘိုးဘေးအဆောင်ဖြစ်နေလို့လင်းတုံလည်းအကူအညီတောင်းယူလိုက်ပြီးအတိမတ်ပြမှုလုပ်ငန်းစဉ်ကိုချက်ချင်းစတင်ခဲ့လိုက်ပါတော့တယ်။ဒီလိုနဲ့ပဲအပြင်ဘက်ကဘာမှအချိန်၃လလေးမြန်စွာကုန်ဆုံးသွားခဲ့ပါပြီ။ ။မွေပါလေးကလင်းနှုံရဲ့အခြေအနေကိုစိုးရိမ်ပူပန်နေလျက်ရှိပြီးတစ်ချိန်တည်းမှာလင်းနှုံရှိတဲ့ဘက်ကိုမိစ္ဆာသားရဲတွေရောက်ရှိလာခဲ့ကြလို့မွေပါလေးလည်းကူညီဖြည့်ရှင်ပေးနေခဲ့ရပါတယ်။ဒီအတော့အတွင်းမှောင်မဲနေတဲ့နေမြေကြီးထဲမှာတော့လင်းနှုံရဲ့ခန္ဓာကိုယ်ဟာပျက်စီးလူနီပါဖြစ်နေပြီးမျက်ညံတွေကတော့မေးလူနီပါဖြစ်နေခဲ့ရပါပြီ။သူဘယ်သူလဲဆိုတာတေချာမမမိတော့တယ်လို့ဘာကြောင့်ဒီနေရာကိုရောက်နေရတယ်လဲဆိုတာနဲ့ဘာလို့ချင်နေတာလဲဆိုတာတွေပါမသိမချဖြစ်လာခဲ့ရတာကြောင့်ထွက်တော်ဖို့ကိုသာရည်ရွယ်ထားလိုက်ပါတယ် ဒါပေမဲ့အန်အားသင့်စရာကလင်းတုံဟာချင်းထန်သူ့အဖေလင်းရှောင်းတဲ့လင်ချင်းကျူးတို့ကိုတွေးဆောင်ခဲ့ရပေမဲ့သူတို့အကုန်လုံးကိုလိလူရှူထားကြပါဗျ။မိသားစုကအားနေသူဆိုပြီးပြစ်ပယ်ထားကြသလိုချင်းကျူးကလည်းအရေးချင်းမရှိသူကသူ့လက်တွဲဖို့ဖြစ်မလာသင့်ဘူးဆိုပြီးအထင်သေးနေတဲ့အချိန်သူ့ဘဝမှာလက်စချေချင်ဆုံးဖြစ်တဲ့လင်းလန့်ထန်လည်းထွက်ပေါ်လာတဲ့အခါကျမှလင်းတုံတယောက်သူ့ရည်ရွယ်ချက်ကိုပြန်တရီရသွားခဲ့ပါတော့တယ်။ ဒီမတရားတွေကလင်းလုံကိုအစုံမဲ့အမောင်ထူးကြီးစီတဖန်ပြန်ဆွဲခေါ်သွားခဲ့ပြီးအခုချိန်မှာတော့ရည်ရွယ်ချက်ရှိနေပြီဖြစ်လို့လင်းလုံဟာဝါမျိုးချင်းဆွမ်းအင်ကိုဆုပ်ယူသွားနိုင်ခဲ့တဲ့အပြင်အမောင်ထူးကြီးတဲ့ကနေသူ့ကိုယ်သူလွတ်မြောက်စေခဲ့ပါတယ်။ဒီဖြစ်ရပ်တွေဟာဘိုးဘေးအဆောင်ရဲ့စံတမ်းမှုဖြစ်စဉ်တွေဖြစ်ပြီးလင်းလုံရဲ့အောင်မြင်သွားမှုကဘိုးဘေးအဆောင်ဆွမ်းအားကိုလင်းလုံခန္ဓာကိုယ်ထဲပေါင်းစည်းသွားစေခဲ့တာကြောင့်သူ့ရဲ့မျက်လုံးတွေဟာဆရာအရှင်ဟေးမို့လိုမျိုးအနဲ့ရောင်ဖြစ်သွားခဲ့ပါတယ်။ အပြင်ဘက်ကဘာမှလည်းအချိန်6လကုံဆုံးသွားခဲ့ပြီးမွေပါလေးဟာမိစ္ဆာသားရဲကောင်တွေရဲ့တိုက်ခိုက်မှုတွေကနေလင်းတုံခနာကိုကိုထပ်ပြီးကာကွယ်ပေးရပြန်ပါတယ်။ဒီတစ်ချိန်မှာတော့သူ့ရဲ့ပြိုင်ဘက်ကမျက်လုံးရှစ်လုံးပါတဲ့ပင့်ကူကြီးတစ်ကောင်ဖြစ်ပြီးအစင်းမြင့်တတဝါဖြစ်လို့ရင်ဆိုင်ဖို့ခက်ခဲနေကြရတဲ့အပြင်လင်းတုံစီကနေအဝေးများခေါ်သွားခဲ့ပေမဲ့အချင်းနီးတာဖြစ်ခဲ့ရကသားရဲကျုံနောက်မှုတွေကိုကြားရောက်သွားခဲ့ရပါတယ်။အသက်ခံရတော့မှလားဆိုပြီးမွေပါလေးစိုးရိမ်နေတော့မှပဲဝါမျိုးချင်းဘိုးဘေးဆောင်ကရုတ်ချီးတုံပြန်လာခဲ့ပြီးမိစ္ဆာကောင်ကြီးကိုဝါမျိုးပြစ်လိုက်ပါတော့တယ်။ အချိန်ကြာမြင့်စွာစောင့်ဆိုင်ခဲ့ရတာကြောင့်မွေပါလေးစိတ်ပြည့်နေခဲ့ရပေမဲ့လင်းနှုတ်ကဘိုးဘေးအဆောင်ကိုတန့်စင်အောင်မြင်ခဲ့တဲ့အတွက်ဝမ်းသာပီတိဖြစ်သွားရပါပြီ။ဒါအပြင်လင်းနှုတ်ရဲ့ဝိညာဉ်ခန္ဓာကိုယ်ကလည်းအစင်းမြင့်အဆောင်ဆရာအဖြစ်ကိုရောက်ရှိသွားပြီဖြစ်လို့ဒုက္ခတွေနဲ့ထိုက်တန်ပါတယ်ဆိုပြီးစိတ်ဖြစ်လိုက်ရပါတယ်။အချိန်မပြုံးကျင်တဲ့လင်းနှုတ်ကသူ့ခန္ဓာကိုယ်ကိုယ်ပြန်ဝင်ရောက်လိုက်ပြီးရှောင်းရံကိုလိုက်လံရှာဖွေဖို့အတွက်ဒီနေရာကနေချက်ချင်းထွက်ခွာလာခဲ့ပါတော့တယ်။ ရှောင်းရံကလည်းဒီနှစ်ဝက်အတွင်းမှာရင်းခွေကိုင်းသားတွေကိုလှုပ်ကြံတိုက်ခိုက်နေပြီးလင်းနှုံအတွက်လက်စားချေပေးနေခဲ့တာကြောင့်အကြီးကဲချောင်ကျန်းကရှောင်းရံရဲ့လှုပ်ရှားသွားလာမှုတွေကိုတေချာစောင့်ကြည့်နေခဲ့တယ်လို့ဒီအချိန်မှာပဲရှောင်းရံရောက်ရှိလာခဲ့ပြီးလူတစ်ယောက်ကိုကိုက်ဖြတ်ပစ်လိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲလင်းနှုံဟာဘိုးဘေးအဆောင်ကိုဒီနေရာကနေထွက်ဖို့အသုံးပြုနေတော့မှပဲဘိုးဘေးအဆောင်ကရင်အေးတက်ကိုမိုးမြေစွန်းအဖြစ်တွဲဝိုက်ပြောင်းလဲပေးခဲ့ပါတယ်။ ဒီယာကလင်းနှုံကိုဖန်ဆင်းခြင်းပုံစင့်ကိုထိုးပေါက်နိုင်ဖို့အတွက်အထောက်အကူဖြစ်စေခဲ့ပြီးလင်းနှုံကအစင်ချိုဖြတ်ချင်ခဲ့ပေမဲ့မွေပါလေးကမင်းစီမှာဝိညာဉ်စွမ်းအားတိုးလာပေမဲ့ရုပ်ပိုင်းဆိုင်ရာမှာတော့ကန့်သက်ချက်တွေရှိနေသေးတယ်ဆိုပြီးတားဆီးထားလိုက်ရပါတယ်အလင်းလိုရင်ဘေးအန္တရာယ်ဖြစ်စေမဲ့အပြင်ဘိုးဘေးအဆောင်ကလည်းမြင့်မြတ်ရတနာဖြစ်လို့သတိထားအသုံးပြုရမှာဖြစ်ကြောင်းမဟုတ်ရင်လင်းနှုံလည်းသူ့လိုမျိုးထိခိုက်သွားနိုင်တယ်ဆိုပြီးမွေပါလေးကရှင်းပြပေးလိုက်ပါတယ် ။အဲ့ဒီနောက်လင်းနှုံအပြင်းပြန်ထွက်လာပြီးမကြခင်မှာပဲရင်းခွေကိုင်းသားတွေရဲ့ဇကားတွေကိုမတော်တဆကြားလိုက်ရလို့တိုက်ခိုက်ဖန်းချုပ်ကရှောင်းရံရဲ့တီးနေရာကိုချက်ချင်းမေးမြန်းခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့ပြောပြချက်အရရှောင်းရံကိုခေါင်းဆောင်ထန်ရှာကရင်းခွေကိုင်းမှာဖမ်းဆီးထားမှန်းသိလိုက်ရပါပြီ။ထန်ရှာကတဟွန်မျိုးမှာရှိတဲ့ဂိုင်းအားလုံးကိုစူးဝေးစေခဲ့ပြီးသူတို့မျိုးဟာဒေသအတွင်းမှာအကြီးဆုံးနေရာဖြစ်ပေမဲ့တကယ်တမ်းကျအင်အားနဲ့ပါလွန်းတဲ့ဆိုပြီးအကြောင်းပြခဲ့ပါတယ်။ဒါကြောင့်မဟာမိတ်တစ်ခုထူထောင်ပြီးမိသားစုကြီးလေးခုနဲ့ရှင်ပြိုင်ခြင်းကြောင့်ရည်ရွယ်ပြောဆိုခဲ့ပါတယ်။ ဆွေးဆောင်မှုရှိတဲ့ကမ်းလှမ်းချက်ဖြစ်တာကြောင့်ဂိုင်းတချို့ကပူပေါင်းဖို့အသင့်ရှိနေကြပေမဲ့တမော်ဂိုင်းနဲ့ဝူကျုံတို့ကချက်ချင်းလက်ခံဖို့အလီမလိုခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့မဟာမိတ်ဖွဲ့တဲ့ကိစ္စကအလွယ်တကူဆုံးဖြတ်နိုင်တဲ့ကိစ္စတစ်ခုမဟုတ်လို့ပါ။တိတ်မကြခင်မှာပဲအကြီးကဲချောင်ကျန်ကရှောင်းရံကိုခေါ်ဆောင်လာခဲ့ပြီးထန်းရှားကလင်းတုံရဲ့အိမ်မွေးသားရဲကိုတန့်စင်ပစ်ချနေတာမြင်တော့မူချင်းချင်းတို့လည်းဒီဘိုးတော်ကြီးကသားရဲကောင်ကိုအသုံးပြုပြီးလင်းတုံရဲ့တီးနေရာကိုရှာဖွေခြင်းနေတာဖြစ်မှန်သဘောပေါက်သွားကြပါတယ်။ ထန်းရှာကဘိုးဘေးအဆောင်ကိုအမြန်ပြန်လို့ခြင်းနေတဲ့အတွက်သူ့ရဲ့အစီအစဉ်ကိုစတင်ဖို့စူးစမ်းလိုက်တဲ့အချိန်လင်းနုံလည်းဒီနေရာကိုရောက်ရှိလာခဲ့ပြီးသူ့ရဲ့အခင်မင်ဆုံးတငယ်ချင်းကိုနာကျင်အောင်လုပ်နေကြတဲ့အတွက်ဒေါသထွက်သွားခဲ့ရပါတော့တယ်။အကြီးကဲချောင်ကျန်းကလက်စားပြန်ချေရမယ်ဆိုပြီးတွေးနဲ့ဆိုးလက်တိုင်းနဲ့အမြန်ပြေးထိုးတဲ့အခါလင်းနုံကအသားရတားဆီးထားနိုင်လိုက်တယ်လို့လက်တစ်ချက်လှောင်ရှာမှုကချောင်ကျန်းကိုပြစ်လဲကျသွားစေခဲ့ပါတယ်။ ီဖြစ်ရက်ကလူတိုင်းကိုတုံးလုံသွားစေခဲ့ပြီးလင်းနှုံရဲ့စွမ်းအားတွေဟာ6လအတွင်းမှာကြောက်မက်ဖွဲ့ကောင်းအောင်တိုးတက်လာခဲ့တာဖြစ်လို့ဖန်ဆင်းခြင်းပုံမှာရှိတဲ့အကြီးအကဲတယောက်ကတောင်ပြိုင်ဘက်မဖြစ်နိုင်တော့ပါဘူး။လင်းနှုံကလက်ရှိပြဿနာဟာသူ့နဲ့ရင်းခွေကိုင်းကြကကိုရေးကိုတာဖြစ်ပြီးတခြားကိုင်းတွေဝင်ဆက်ဖက်ရဲမယ်ဆိုရင်ထန်းရှားတဲ့အတူအသက်ခံရလိမ့်မယ်ဆိုပြီးချင်းချောက်ပေးလိုက်တော့လူတချို့ထိတ်လန့်သွားကြရပါတယ်။ဒါကြောင့်ထန်းရှားလည်းမဟာမိတ်အဖွဲ့နဲ့ပူးပေါင်းခြင်းတယ်လို့ကြေညာခဲ့တဲ့ကိုင်းတချို့စီကနေထောက်ခံမှုမရရှိနိုင်တော့ပါဘူး။ ဒေါသထွက်နေတဲ့ထန်ရှာကကြောက်တောင်ကြီးတစ်ခုကိုလင်းတုံစီတဆင်းခိုင်းလိုက်ပေမဲ့တစ်ဖက်ကလည်းလန်တိုင်းလေးမျိုးပေါင်းဆက်လိုက်ပြီးထန်ရှာရဲ့တိုက်ကွက်တွေနဲ့အကာအကွယ်တွေကိုပြင်းပြင်းထန်ထန်ဖိအားပေးနိုင်ခဲ့ပါတယ်။ဒီတစ်ကြိမ်တိုက်ခိုက်မှုကအရင်တုန်းကနဲ့များစွာကွာခြားသွားခဲ့ပြီးလင်းတုံရဲ့စွမ်းအားနဲ့နီးစနစ်နှစ်မျိုးလုံးမှာထန်ရှာကိုရှင်ပြိုင်တိုက်ခိုက်နိုင်ခဲ့တယ်လို့လင်းတုံကအဆင့်ကျော်တိုက်နိုင်တာကြောင့်တာမန်လူမဟုတ်ဘူးဆိုပြီးလူတချို့ထင်မိယူဆလိုက်ကြပါတယ်။ ဒါအပြင်အနီးကတိုက်ခိုက်မှုတွေမှာလည်းလင်းနုံကလက်ရည်တူညီနေခဲ့ပြီးရိတ်ကူးမျိုးခွဲထုတ်မှုကလည်းထန်းရှောက်ကိုအနောက်လွင်ထွက်သွားစေတဲ့အထိဖိအားပေးတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကိုစိတ်ကုံလာတဲ့ထန်းရှောက်ကဖန်ဆင်းခြင်းပုံနောက်ဆုံးအဆင့်ဆွမ်းအားတွေအသုံးပြုလိုက်ပြီးတဟွမ်းပင်လေတစိုက်ကိုဖန်တီးတိုက်ခိုက်လိုက်တာကြောင့်လင်းနုံကလည်းမိုးမြေကျုပ်လောက်နိုင်တဲ့ကောင်းကင်ကျုပ်လက်ညိုးပညာရက်ကိုချက်ချင်းအသုံးပြုလိုက်ရပါတော့တယ်။ဒီကောင်စုပ်လေးကအကွက်ဟောင်းတွေကိုပဲပြန်သုံးပြုနေတာကြောင့်ထန်းရှောက်ကဒီနီးစနစ်လောက်နဲ့သူ့ကိုအနိုင်မယူနိုင်ဘူးလို့ယူဆသတ်မှတ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲလက်ညိုးကြီးတစ်ချောင်းစတင်သစင်းလာခဲ့တာကြောင့်ထန်းရှာကရင်းခွေသွေးအယိုးစုချိတ်တစိ့ကိုတံပြန်ပြစ်လွတ်လိုက်တဲ့အခါဒီတိုက်ကွက်ကသူ့အတွက်အရန်အန်ဒီရရှိတဲ့အတွက်လင်းနှုံကလည်းဝါမျိုးချင်းတစိ့ကိုအ мян သုံးပြုတ်လိုက်ရပြီးထန်းရှာတိုက်ခိုက်မှုတွေကိုအကုန်ဝါမျိုးပြစ်လိုက်ရပါတယ်။ဒါအပြင်ဒီဆွမ်းအားတွေကိုသူစီပြန်လွတ်ပေးလိုက်တာကြောင့်ထန်းရှာတယောက်လည်းဆက်လက်တောင်းခံနိုင်ခြင်းမရှိတော့ပဲလွင်ထွက်ပြုတ်ကျလာခဲ့ရပါတော့တယ်။ ီဖြစ်ရက်ကမူချင်းချင်းတို့ကိုထပ်ပြီးအံ့အားသင့်စေခဲ့တယ်လို့လင်းတို့ဟာအရန်ကိုအစွမ်းထက်လာခဲ့ပြီးဒီစွမ်းအားနဲ့ဆိုရင် တာဟွမ်းမြို့ထဲမှာဘသူကမှသူ့ကိုရှင်ပြိုင်နိုင်မှာမဟုတ်ပါဘူးတဖက်မှာတော့ကလေးတယောက်ကြောင့်အဆက်ကွဲသွားတဲ့ထန်ရှာကဂိုင်းအစီရင်ကြီးကိုစူးပေါင်းဖန်တီခိုင်းလိုက်ကအဖွဲဝင်တွေကိုချက်ချင်းအမိတ်ပေးလိုက်ပါတယ် ထန်းရှားကရှေးဟောင်းရတနာကိုအခုချိန်ပြန်ပေးမယ်ဆိုရင်အသက်ချမ်းသာပေးမယ်ဆိုပြီးအောက်လီလန်တိုက်ပေးမယ်လင်းတုံကတော့ဒီချင်းချောက်မှုကိုဂယူလုံးဝမဆိုင်ခဲ့တဲ့အပြင်စင်းတက်လာတဲ့တိုက်ခိုက်မှုကိုဝါမျိုးချင်းဘိုးဘေးအဆောင်နဲ့ဖွဲ့စည်းမှုတစ်ခုလုံးကိုဝါမျိုးပြစ်လိုက်ပါတော့တယ်။ဒီအချိန်အခြားတစ်ဖက်မှာတော့လင်းချင်းကျုကလက်အောက်ငယ်သားတွေနဲ့အတူရှေးဟောင်းရပလင်တွေကိုပြန်လည်ပြင်ဆင်နေလျက်ရှိပြီးအဝေးတနေရာကနေထူးဆန်းတဲ့စွမ်းအင်လောက်ခတ်မှုကိုနောက်တစ်ချိန်ခံစားမိလိုက်ပြန်ပါတယ်။ အလွန်ထူးခြားတဲ့စွမ်းအားဖြစ်လို့အကြီးကဲမလောင်ကသွားစစ်ဆေးကြည့်ခြင်းနေပေမဲ့လင်ချင်းကျုကရှေးဟောင်းစစ်မြေပြင်ရဲ့အစီရင်တွေပြန်ပြင်ဖို့ကအရေးကြီးတာဝန်ဖြစ်တယ်ဆိုပြီးအဓိကနဲ့တာမညကိုခွဲချမ်းပြလိုက်ပါတယ်။သူတို့တွေကတာဝန်ကိုအရင်လုံးဆောင်ရမှာဖြစ်ပြီးဒီနေရာမှာတခုခုဖြစ်လာရင်တောင်သူတို့ဆရာစီမှာအခြားစီစဉ်တခုခုရှိနေမှာဆိုပေမဲ့အကြီးကဲမကဆုံးဖြတ်ချက်ခိုင်မာနေတာမို့သူတို့အရင်ထွက်သွားလိုက်ကြပါတယ်။ရင်းခွေကိုင်းတစ်ခုလုံးကတယောက်တည်းအင်အားနဲ့ဖြည့်ဆည်းပစ်လိုက်တာကြောင့် ဂိုင်းကောင်းဆောင်တွေလည်းအံ့အားသင့်နေကြရပြီးမူလိန်နဲ့မူချင်းချင်းတို့ကဒီနီးစနစ်ဟာလင်းနှုံရဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်တယ်လို့တောင်ထင်မှတ်သွားခဲ့ကြပါတယ်။ထန်းရှားကသူ့ရဲ့ရှုံနှိမ့်မှုကိုအခုချိန်ထိလက်မခံနိုင်သေးတဲ့အတွက်ဝိညာဉ်စွမ်းအကုန်ခန်းနေတဲ့အဖွဲသားတွေကိုစက်တိုက်ခိုင်းပေမဲ့အဆုံးမှာတော့သူတယောက်တည်းရင်ဆိုင်ဖြေရှင်းရပါတော့တယ်။တိုက်ပွဲဆက်ဖြစ်ကြမယ့်အချိန်မမျောလင့်စွာနဲ့ထန်းလျောက်ရှိလာခဲ့ပြီးရှောင်းရံကိုပြန်လွတ်ပေးလိုက်သလိုရင်းခွေကိုင်းကိုလည်းခွင့်လွတ်ပေးဖို့လင်းနှုံကိုတောင်းပန်ခဲ့ရပါတယ်။ ဒီလုံရက်ကထန်ရှောက်ကိုဒေါသထွက်သွားစေခဲ့ပြီးအရှက်ကွဲရတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ထန်းလီကိုကိုတိုင်တိုက်ခိုက်ခဲ့တဲ့အပြင်သူ့အုံနောက်ထဲမှာလည်းရှေးဟောင်းရတနာပဲရှိနေတာကြောင့်ဖြစ်ပါတယ်။ထန်ရှာရဲ့ရဆက်တဲ့လုံရက်ကိုမြင်တော့လင်းနှုံလည်းဒေါသထွက်စွာနဲ့ဘိုးဘေးဆောင်ကိုချက်ချင်းအုံပြုတ်လိုက်ပြီးဒီတိုက်ပွဲကိုအဆုံးသတ်ပေးခဲ့ရပါတယ်။ဒီအချိန်ဝါမျိုးချင်းဘိုးဘေးဆောင်မှလူတယောက်ရဲ့မျက်ညံတွေကိုမြင်နိုင်စွမ်းရှိနေတာကြောင့်လင်းနှုံဟာထန်ရှာမတည်ဆုံးခင်ချိန်လေးမှာအဖြစ်ပြက်တချို့ကိုမြင်တွေ့သွားနိုင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲထန့်ရှက်တည်ဆုံသွားပြီဖြစ်လို့ရင်းခွေကိုင်းဟာဆက်လက်ရည်တည်နိုင်ဖို့အရန်ခရင်သွားခဲ့ရပြီဖြစ်တယ်လို့နောက်တနေ့မှာတော့လင်းနုံကမိသားစုပြိုင်ပွဲအတွက်မူချင်းချင်းတို့ကိုနှုတ်ဆက်ခွဲခွာခဲ့ပါတယ်။လင်းနုံရဲ့အစွမ်းထက်မှုမျိုးနဲ့ဆိုရင်မျိုးနွယ်ပြိုင်ပွဲမှာတခုခုလုံးပြနိုင်မယ်ဆိုပြီးမူချင်းချင်းပြောတော့လင်းနုံကသူ့ထွက်သွားတဲ့အခါကျရင်တိမ့်ငက်တိုင်ခမ်းမကိုစောင့်ရှောက်ပေးဖို့အကူအညီပြန်တောင်းလိုက်ပြီးထွက်ခွာသွားခဲ့ပါတော့တယ်။ တမိဖြစ်သူဟာလင်းနှုံပေါ်မေတ္တာတက်ဝင်နေပြီဖြစ်လို့ဘာလို့ဆွဲမထားရတာလဲမေးတဲ့အခါလင်းနှုံရဲ့ညီမန်းချက်တွေကဒီနေရာမှာရက်တက်နေမှာမဟုတ်လို့ဆိုပြီးမူချင်းချင်းလဲစိတ်မကောင်းဖြစ်စွာပြန်လဲပြောပြပေးလိုက်ပါတော့တယ်